ငါအချင်းဟင်းကြိုက်တဲ့ချင်းညီကိုတွေအတွက်တော့ဒီနေ့ငါချင်းမောင်မွန်လာဥအချင်းဟင်းလေးကိုမှအခြားအရင်ဟင်းတွေတိတ်မလို့ပဲတမျိုးထဲနဲ့ဂရင်းမိန်ပြီးချက်ရလကူတဲ့ငါချင်းမောင်မွန်လာဥဟင်းလေးလာမြောက်ပေးပါမယ်ခင်ဗျာအရင်ဦးဆုံးမချက်ခင်မှာရလာတဲ့ငါလေးတွေကိုရေနဲ့တန့်စီအောင်ဆေးပြီးလို့ရှိရင်တော့စားလေးအတင်တင်လောက်ထက်စနွှင်းမုံလေးကိုအနေတော်လောက်ထက် ထဲလိုက်တဲ့အရာသာအားလုံးကိုတမအောင်နေပြီးတော့ရှိရင်တော့အပြင်မှာမိနစ်30ပြည့်ဖြစ်တန်တိုင်းဖြန့်ဖြစ်ဖြစ်နှက်ထားပြီးလဲရပါတယ်ခင်ဗျာငါ့ကိုကြောက်တော့ကြိုင်းနေတဲ့ငါ့ကိုရွေသွင်းဝေးပါကဲချက်မဲ့အိုးလေးထဲမှာစီလေးအတင်တင်လောက်ထဲစနင်းမုံလေးအနေတော်လောက်ထဲစီလေးပူလာပြီဆိုရင်တော့ညက်နေအောင်ကြိတ်ထားတဲ့ကြက်သွန်ပြူးကြက်သွန်နီလေးကိုထဲဒါတွေအားလုံးကိုမွေးကြိုင်သွားတဲ့အထိကျွန်တော်တို့စီချက်တတ်ပါမယ်အနံ့လေးမွေးလာပြီဆိုလို့ရှိရင်တော့ ဟင်းရဲ့အယောင်လေးလာစေဖို့အစိမ့်မုံလေးအနေတော်တော့ထက်အဆက်ကြိုက်တယ်ဆိုရင်တော့အခုလိုမြုပ်တီကြံတောင်းလေးပါထောင်းထည့်လို့လည်းရပါတယ်ဒါဒီအားလုံးကိုအနက်မွေးသွားတဲ့အထိတစ်ခေါက်ပြန်ပြီးတော့ကြော်ပါမယ်အနံ့လည်းမွေးလာပြီးကြက်သွန်စိမ့်နဲ့လည်းပျောက်သွားပြီဆိုရင်တော့အရသာနေထားတဲ့ငါးလေးတွေကိုထည့်လို့ရပါပြီခင်ဗျာတမသွားအောင်လို့အပေါ်အောက်တစ်ခေါက်ပြန်ပြီးတော့လုံးဝပေးပါမယ် အားလုံးတမအောင်နေပြီဆိုရင်တော့ရေလေးအသင့်တင်လောက်ထပ်ထည့်ပါမယ်ခင်ဗျာအရသာကိုကြတော့ကျွန်တော်ငန်းငန်းပြရေလေးထည့်ထားပါတယ်နောက်ထပ်အသားမုံလေးအနေတော်လေးထပ်ထည့်ပါတယ်ဟင်းရဲ့အရသာကိုလေးလေးနဲ့မူးမွေးလေးစားချင်တယ်ဆိုလို့ရှိရင်တော့ငပိရေကျူလေးအသင့်တင်ထပ်ထည့်လို့ရပါတယ်ခင်ဗျာအဖုံလေးလုံအောင်ပိတ်ပြီးတော့ဟင်းအိုးလေးပပတ်ဆူလာတဲ့အထိတစ်ခေါက်ပြန်ချက်ပေးပါအချိန်လေးလည်းကြာလာပြီဟင်းအိုးလေးလည်းပပတ်နောက်ထပ်တစ်ခေါက်ပြန်ပြီးတော့ဆူလာပြီဆိုလို့ရှိရင်နောက်ထပ်မုံလာဥလေးတွေထပ်ထည့်လို့ရပါပြီခင်ဗျာအရင်ဥဆုံးမုံလာဥမထည့်ခင်မှာ ငားလေးတွေမကြည်သွားအောင်လို့ငားအရင်ဆယ်ထုတ်ပြီးလဲရပါတယ်ခင်ဗျာငားလေးတွေကြည်မသွားပဲအတုံးလားလားလေးနဲ့စားချင်တယ်ဆိုလို့ရှိရင်တော့အခုကျွန်တော်ဆယ်ထုတ်ထားတဲ့အတိုင်းအရင်ဦးဆုံးတစ်ခေါက်ပြန်ပြီးတော့ဆယ်ထုတ်ပေးပါပြီးလို့ရှိရင်တော့ချင်မောင်ရွက်လေးတွေထည့်လို့ရပါပြီ အကယ်၍ဈေးရချင်မောင်ရွက်ကဝယ်လာတာမလောက်ဘူးဆိုလို့ရှိရင်ချင်မောင်ရွက်အစာမကြီးရည်လေးအနေငယ်ထပ်ထည့်လို့ရပါတယ်ရည်နေမဲ့ဆိုရည်ထဲအဖုံးလေးလောင်ပိတ်ပပွက်လေးတစ်ခေါက်ပြန်ဆူလာအောင်ပြန်ချက်ပါမယ်ချိန်လေးကြာလာလို့ဟင်အိုးလေးပပွက်ပြန်ဆူလာပြီဆိုရင်တော့ဆဲထုတ်ထားတဲ့ငါးလေးတွေကိုပြန်ထည့်လို့ရပါပြီကဲဒါဆိုရင်တော့ဟင်းအင်းကြီးလေးနည်းနည်းခန်းသွားအောင်လို့အဖုံးလေးနောက်ထပ်တစ်ချိန်လောင်အောင်ပိတ်ပြီးတော့ကျွန်တော်တို့ပြန်ချက်ပါမယ်ခင်ဗျာ နောက်ထပ်တစ်ကြိမ်ဟင်းဦးလေးလည်းထပ်ဆူလာပြီဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဦးဆုံးဟင်းဦးလေးကိုလှုပ်ခါပေးပါငားလေးတွေကြည်မသွားအောင်လို့ရောင်မလေးနဲ့ထပ်မမွေတော့ပါဘူးနော်ဒီအချိန်မှာအပေါ့ငန်အရသာမြည်ပေးမယ်ဆိုလို့ရှိရင်လည်းမြည်ပေးလို့ရပါပြီခင်ဗျာအငံနဲ့လေလိုအပ်နေမယ်ဆိုရင်စားသူမဟုတ်ငံငံပြရည်တွေကိုတုံးလို့ရပါတယ်အမွေးကြိမ်အတွက်ကြတော့ကျွန်တော်ရှန်နန်နန်လေးထပ်ထည့်ထားပါတယ် အပင်စိမ်းလေးပါကြိုက်တယ်ဆိုလို့ရှိရင်လည်းအပင်စိမ်းလေးထက်ချက်လို့ရပါတယ်ခင်ဗျာနောက်ထပ်အငုပ်သီးစိမ်းနှစ်ချမ်းခွဲထားတယ်လေးပါကျွန်တော်တို့ထပ်ထည့်ပါမယ်အဖုံးလေးကိုလွန်အောင်ပိတ်ပြီးတော့အချိန်လေး9မိနစ်မီလေးဖြည်းဖြည်းလေးနဲ့ထပ်ချက်ပါမယ်ခင်ဗျာကဲအချိန်လည်းပြည့်သွားပြီဟင်းအည်လေးလည်းခန်းလာပြီအနံ့လေးလည်းလုံးဝမွေးကျန်သွားပြီဆိုလို့ရှိရင်တော့မီးပိတ်လို့ရပါပြီ ဒီလိုငါချင်ပေါင်မုံလာဦးအချင်းဟင်းလေးကိုငပိတောင်ဆက်ဆက်လေးနဲ့တွဲစားမလားဒါမှမဟုတ်ထမင်းပူပူလေးနဲ့တွဲစားမလားအရန်ကမှလိုက်ဖက်ပါတယ်ဒီနေ့ကျတော့ကျွန်တော်ထူနာငါငပိတောင်လေးနဲ့ပဲတွဲစားဖြစ်ပါတယ်ခင်ဗျာဟွန်းဒီမกินข้าวกันนะครับ แกงส้มปลาใส่ใบกระเจี๊ยบอร่อยครับมา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 ดูดูดูตักก่อนเลยนะครับ ใส่หัวแช่เท้าอร่อยมากต้องใส่น้ำเยอะๆ มันจะอร่อยครับ เพราะอะไรไม่ใช้ช้อน ช้ช้อนไม่อร่อยครับ ซาลูยังก้อนย ว่าอร่อยครับ อร่อยไหมดูครับ อร่อยครับ อร่อยมากเลยแกงส้มปลากระเจี๊ยบหัวแช่ท้องลองทำตามดูนะครับ วันนี้พวกเราสองคนขอลาไปก่อนนะครับ เจอกันคลิปหน้านะครับเกาะติดตามซับสไคร้ให้ผมด้วยนะครับ บ๊ายบาย